မင်္ဂလာပါကချင် wave တရင်ဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျမတို့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ့်တရင်အစီအစဉ်တင်ဆက်သူမဲယူဆံမဲဖြစ်ပါရှင်။ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတဲ့ပုံမော်မျိုးတင်းတိုက်ပွဲမှာဒီ3ရက်တာအတွင်းစစ်ကောင်စီနေရာယူတပ်ဆွဲထားတဲ့ကာကင်းစခန်းခုနှစ်ခုကိုတိမ်ပိုက်ထားနိုင်ခဲ့ပြီလို့သိရပါဗျ။ဗမော်စကားခါ23ရဲ့အနီးမှာရှိတဲ့ကကင်စခန်း၅ခုကိုဧပြီ26ရက်နေ့မှာတင်ပိုင်လိုက်နိုင်ပြီးမနေ့ကဧပြီ28ရက်နေ့မှာတော့ ရောဘတ်ကေဘီစီဖျားเจ้าနဲ့အာလကတုံးကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့စီရီတရင်ရင်းမြစ်တွေကအတည်ပြုပါတယ်။တိုက်ပွဲဟာစကခ23ရက်ဌာနချုပ်အထိရောက်ရှိနေပြီးစစ်ကောင်စီကလည်းလေယာဉ်နဲ့ drone တွေနဲ့ပုံကျဲခုခံတိုက်ခိုက်နေတာကြောင့်နှစ်ဖက်စစ်သားတွေအထိခိုက်ရှိပြီးပြည်သူနဲ့နေအင်အချို့လည်းထိခိုက်တာရှိကြောင်းတရင်ရင်းမြစ်တွေကပြောပါတယ်။ 2024ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်မြို့သိမ်းတိုက်ပွဲကိုဧပြီလ25ရက်နေ့မနက်ကနေ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်အရှိန်ပြန်လည်မြင့်တင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။စကောင်းစီကကချင်ပြည်နယ်အတွင်းဧပြီလကုန်ပိုင်းမှာတံပြန်စီရေလှရှာမှုတွေရှိနေတဲ့အတွက်နေရာတော်တော်များများမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မနေ့ကမနေ့ပိုင်းမှာလည်းမြေဆုံအထက်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အတွက်ကြာရည်ပူပေါင်းအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့ရတာကနေထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့စီရီတရင်ရင်းမြစ်တွေကပြောပါရယ်။အင်အားရာချီတုံးပြီးစစ်ကြောင်းထိုးနေတဲ့ဖားကန်ကာမိုင်းလမ်းကြောမှာလည်းစီရီဆက်လက်တင်းမာနေတာဖြစ်ပြီးအင်တော်ဂျီဒေတာကိုလည်းစစ်ကောင်စီကဒေချောင်းနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါရယ်။ဒီကနေ့ညနေခင်းရဲ့တရင်တင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။မြို့ဟာပြည်သူအားလုံး စိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။